ားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့ဒီຫນွေရာဒီမှာဒီ transfer window market ကတော့ကျွန်တော်တို့ဒါကစားသမားတွေဒီလောက်တယ်အအယောင်းဝယ်တွေကတော့လုံနေကြပြီပေါ့လေဒါကျွန်တော်တို့အဓိကတော့ဒီကျွန်တော်တို့ဒါဒီရာဒီပြီးတာနဲ့ဥရောပရာဒီတွေပြီးတာနဲ့ကစားသမားတွေနဲ့ဒီလောက်ထားတဲ့အသင်းတွေစီဒါကျွန်တော်တို့ပြောင်းရွှေ့ကြတော့မယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြောချင်တာက Liverpool အသင်းပဲဆိုတော့ဒါ Premier League ကလပ်အသင်းတွေထဲမှာကျွန်တော်တို့ Liverpool ကတော်တော်လေးခြေစွာနေတယ် ပြီးခဲ့တဲ့ transfer window တွေမှာကျွန်တော်ထင်သလိုကစားသမားတွေတော့ဝယ်ထားတာမရှိဘူးဒါပေမဲ့လို့နေပြတဲ့ and slot လက်ထက်မှာကျွန်တော်ဒါစစ်တီတာတာပေါ့လေကျွန်တော်ဒီနွေရာဒီမှာတော့ကစားသမားတွေထပ်ဖြည့်ထားတယ်ကျွန်တော်ခက်စစ်ကစားသမားတွေဖြည့်ထားတယ်လို့လက်ရှိမှာလည်းဒါကျွန်တော်တို့ဒီ Bayern Leverkusen အသေးရဲ့ကစားသမားဖြစ်တဲ့ Florian West ကိုခေါ်ယူဖို့အာသဘောတူညီမှုရရှိခဲ့ပြီဆိုပြီး Fabrizio Romano ကဖော်ပြထားတယ်ဆိုတော့ Liverpool ကအာကျွန်တော်တို့ဒါ ဒီရဒီမှာ Premier League Champion ဖြစ်ထားတယ်။ Anislaw လက်ထက်မှာလည်းတော်တော် ကောင်းတဲ့ performance ပြထားတယ်။ဥရောပအသင်းတွေကြားမှာလည်းတော်တော်လေးဒါကျွန်တော်တို့ဒီကောင်းတဲ့ဘောလေး return တစ်ခုရလာတဲ့အချိန်ဒီမှာကစားသမားတွေတချို့လည်းလာကြင်ကြတယ်။အဓိကတော့ဘောလေးဒါကျွန်တော်တို့လီးဗျားနဲ့လည်းဆိုင်တယ်။လီးဗျားကအာကျွန်တော်တို့ဒါကိုကလပ်ကိုဆွဲဆောင်တဲ့နေရာမှာငါမင်းကိုအဘလို့ position ပေးနိုင်တယ်။ဘလောက်ထိကစားခွင့်ပေးနိုင်တယ်။ဒါမျိုးလည်းစီယုံရေးကောင်းတဲ့အတွက်လက်ရှိမှာတော့ဒါကျွန်တော်တို့ဒီဥရောပအသင်းတွေတောက်လျှောက်ခေါ်ခြင်းနဲ့ Foreign West ကတော့ကျွန်တော်တို့ဒါ ဒီ Liverpool အသင်းကိုပြောင်းရွှေ့ဖို့ပေါ့လေအာကစားသမားကိုယ်တိုင်က Christmas ပေးလိုက်ပြီဆိုသိရတယ်ဆိုတော့ဒီကစားသမားကိုတော့ကျွန်တော်တို့ဒါ Manchester City အသင်းတစ်ဖက်က Bayern Munich နဲ့တစ်ဖက်ကကျွန်တော်တို့ဒါဒီ Arsenal အသင်းတို့ကလည်းတောက်လျှောက်လိုက်နေတာဒါမှမဟုတ်ကစားသမားရဲ့ပြောင်းရွှေ့ချက်ကအစောပိုင်းကတန်း80ဝန်းကျင်တရာဝန်းကျင်ရှိတယ်လက်ရှိမှာတော့ဒီကစားသမားကိုကျွန်တော်တို့ဒါ Liverpool အသင်းကစัจကြိတ်တင်ကစားသမားပြောင်းရွှေ့ခြင်းအနေနဲ့ပေါ့လေ Euro တန်းတရာကျော်တုံးသွားပြီးတော့ခေါ်ဖို့အခြေအနေရှိတယ်ကစားသမားကိုယ်တိုင်ကလည်း Liverpool အသင်းရဲ့ long တိုင်းပေါ်လေဒါကျွန်တော်တို့ရေရှည် project ကိုသဘောကျတဲ့အတွက်အကြခင်မှာပဲလီဗာပူးအသင်းစီတရားဝင်ပြောင်းရွှေ့ဖို့အခြေအနေရှိရဆိုပြီးသိရတယ်ဆိုတော့ဒါလက်ရှိမှာတော့ Bayern Munich တင်ကလီဗာပူးအသင်းစီကနေဂျားပြတ်ပေါ်လေခေါ်လို့ရမလားဆိုတဲ့အခြေအနေနဲ့ဒီချင့်ကနေတာရှိတယ်ဒါမှမဟုတ် Florian West ကတော့မကြခင်မှာပဲ လီဗာပူးအသင်းစီတရားဝင်ပူပေါင်းသွားတော့မယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့ဒါဆိုရင်ဒါကျွန်တော်တို့လီဗာပူးအသင်းအတွက်ပေါ့လေတတိယမြောက်ကစားသမားခေါ်ယူဖြစ်သွားနိုင်တယ်ရှိတယ်ဘာကြောင့်လဲဆိုတော့ဒါဒီကျွန်တော်တို့ front pound လဲခေါ်ဖို့အာသူတို့ agreement ရတယ်ဆိုတော့အာကျွန်တော်တို့ဒါဒီဘယ်လိုခါဆက်ဆိုတဲ့ပေါ့လေဘုံမောက်တင်ရခက်စကစားသမားလဲခေါ်ဖို့အခြေအနေကောင်းသွားတယ်ဆိုတော့ကစားသမားလဲမကြခင်ရောက်လာဖို့အခြေအနေရှိတယ်ဆိုတော့ဒီအားသမားတော့ဒါလီဗာပူးအသင်းရဲ့ဒီတာဝန်ရှိတဲ့သူတွေပေါ့လေဒါကျွန်တော် transfer window ကင်တဲ့အကစားတာတွေ sporting တာတွေအားလုံးဟာတခြားအသင်းတွေတက်လက်ဦးမှုရနေတဲ့အခြေအနေ င်ဖြစ်တယ်ဒါဥရောပတင်းတွေတောက်လျှောက်လို့ကျင်းတဲ့ foreign west ကိုတော့မကြခင်ပါပဲလေဘာဘူးတင်းကတရားဝင်ခေါ်ယူနိုင်တော့မယ်ဆိုပြီးတော့ favizio တို့မှတို့ကကျွန်တော်ပေါ်ပြထားတယ်ဆိုတော့ဒီအချိန်မှာကျွန်တော်လေဘာဘူးအတင်းကအတင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ဒါဝန်နူညက်ကိုကျွန်တော်ရောင်းချသွားနိုင်ဖို့အချိန်ရှိတယ် တောင်ပံကစားသမားဖြစ်တဲ့ Louis Diaz ကိုလည်းကျွန်တော်တို့ရောင်းချသွားနိုင်တဲ့အခြေအနေရှိတယ်ဆိုပြီးတင်းနေတက်နေတယ်။ Louis Diaz ကိုတော့လက်ရှိမှာဒါ Barcelona အသင်းကခေါ်ဖို့စိတ်ဝင်စားနေတယ်။ Barcelona အသင်းရဲ့ဒါအားကအားကစားတိုင်းဒါဖြစ်တယ်ပေါ့လေဒီကုတ်ကိုယ်တိုင်ကဒီ Louis Diaz ကိုခေါ်ဖို့သဘောကျနေတာ။ဒါဒါကြောင့်မလို့ပေါ့လေဒါကျွန်တော်တို့ Liverpool အသင်းကတော့ကျွန်တော်ကစားသမားတချို့လည်းဒါပြက်ပြက်တက်တက်ရောင်းချသွားမယ်။အဲဒါအပြင်ကျွန်တော်တို့ဒါဒီအဓိကကစားသမားတွေပေါ့လေကိုကလတ်တင်ကလိုအပ်တဲ့ကစားသမားတွေကိုလည်းကျွန်တော်တို့ဒါ ခေါ်ယူဖို့ပေါ့လေအဂရိစ်မန်နေလည်းရပြီပြီဆိုတော့ဒါဒီရာဒီမှာတော့လီဗာပူးကဒီပြအန်ဒီစလော့လက်ထက်မှာကျွန်တော်တို့ဒါ area အစ်စ်ပေါ့လေဒါဂျာဂျင်ကလော့ထားခဲ့တဲ့ area တချို့ကစားသမားတွေထုတ်ပယ်ပြီးတော့မှဒါ Liverpool ရဲ့ area တခုကိုကျွန်တော်တို့မြင်ရဖို့အခြေအနေရှိရပါလေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယအခြေအနေတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်